ခုနောက်ပိုင်း budget phone တွေမှာ stereo speaker သုံးပေးလာတာတော့အားရမြေအခုဒီဖုန်းမှာဆိုလို့ရှိရင် stereo speaker ပေါင်းနေလာတယ်။ video phone တွေမှာကများသောအားဖြင့် camera ကောင်းကြတယ်ဆိုပေမဲ့အခုဒီဖုန်းမှာကတော့အဲ့ဒီအပိတံမှားနေတယ်။ budget phone budget phone budget phone 2025မှာထွက်ခဲ့တဲ့မြောက် phone အများစုက budget phone တွေဖြစ်နေ။နည်းနည်းတော့ပြင်းဖို့ကောင်းတယ်။အခုကျွန်တော် first impression လို့ဝင်မဲ့ဒီဖုန်းမှာဆိုလို့ရှိရင် vivo ကနေမကြသေးခင်မှာအသစ်ထွက်ရှိကြတဲ့ budget phone တစ်လုံး vivo ရဲ့ Y04 ဆိုတော့ဒီဖုန်းက budget phone တစ်လုံးဖြစ်တဲ့အတွက်အသေးချာမအားသာချမ်းနဲ့ပြီးအားနဲ့ချက်ကရှိလို့ရှိဆိုတော့ဈေးတက်တက်တာနဲ့ပွင့်ထွက်လာတဲ့ဒီဖုန်းမှာသူနဲ့ဈေးရနေလို့အခြားဖုန်းတွေနဲ့ရှင်းမယ်ဆိုရင်ဘယ်လိုတော့အားသာချက်တွေရှိပြီးအားနဲ့ချက်တွေရှိမယ်ကျွန်တော်အသေးစိတ်ပြောပြပေးသွားမယ်ချဲနေတယ်ဆိုရင်တော့ကျွန်တော်က I can share လုပ်ပြီးအကူအညီပေးသွားလို့ရတာလို့ပြောရင်လည်းအစီအစဉ်လေးကိုစကြတာပေါ့ဒီလိုဒီဖုန်းမှာ vivo ဘက်ကနေအားဆိုင်ထားပါဆိုတော့ဘယ်ဒီဘက်နဲ့စပြောမယ်ဘယ်ဒီနဲ့ဒီဖုန်းမှာက9500 mAh ဘယ်ဒီကောမှာ50ဝမ်းနဲ့လာမယ်ဆိုတော့ပုံမှန်ကျွန်တော်တို့ ဒီစင်းတို့ဒီထဲမှာတွေ့ရလေးရှိတာကငါတို့ MH battery ကပုံမှန်ပဲဒါပေမဲ့ဒီဖုန်းမှာက9500 MH battery ဖြစ်သွားတဲ့အတွက်ပုံမှန်ဇာတ်ရုံတခြားဖုန်းတွေနဲ့ရှင်မယ်ဆိုရင်တော့အသုံးခံနေတဲ့မှာပေါင်တယ်ပြီးတော့သူ့မှာပေါင်လာတဲ့ charging 50W ဆိုတာကအဲ budget ဖုန်းတို့လုံးအနေနဲ့ကြည့်မယ်ဆိုရင်တော့အဆင်ပြေတယ်ဒါပေမဲ့အစတစ်ဖက်မှာပြန်ပြီးမယ်ဆိုရင်လည်း9500 mAh battery ကိုအားပြန်သွင်းအောင်လုပ်ဆိုတော့ဖြစ်နိုင်လို့ရှိရင် 50W ထပ်စားလို့ရှိရင် 80W လောက်ပုံပြလိုက်မယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါလေဒါပေမဲ့လည်း 50W ဆိုတာလည်းအဆင်ပြေပါရော့ ဖီယိုဘက်ကအပြောရတော့သူ့မှာပါလာတဲ့9500 mAh တွေနဲ့ကျွန်တော်တို့ဂျူးဂျူးကြည့်မယ်ဆိုလို့ရှိရင်16နာရီကြည့်ရရမယ်။ Spotify မှာတချင်နားထောင်မယ်ဆိုလို့ရှိရင်တော့22နာရီစတိုင်းတချင်နားထောင်လို့ရတယ်လို့ပြောထားတယ်။ပြီးတော့ battery bank နဲ့ပတ်သက်လို့ကျွန်တော်သဘောကျတာကရှိတယ်။အဲ့ဒါဟာဒီဖုန်းကို9နာရီစတိုင်းတော့9နာရီ3ရက်အချိန်တိဒီဖုန်းရဲ့ battery health ကို80ရာခိုင်နှုန်းအထက်မှာထိန်းထားပေးနိုင်တယ်လို့ဖီယိုဘက်ကလည်းအမှားကကြားပေးထားတယ်။ဆိုတော့ဒီချက်လေးတွေကိုကြည့်မယ်ဆိုလို့ရှိရင် Vivo ရဲ့ပထမဆုံးအားစိုက်ထားတဲ့ချက်ကဒီဖုန်းမှာ battery bank ကိုပြောရရတယ်။ဒီဇိုင်းဘက်မှာဆိုရင်တော့ budget phone တော့ကျွန်တော် ကန်ရံသေးခင် first လွန်ပါတယ်ဒီဖုန်းကတော်တော်လေးနားရယ်ဆိုတာမျိုးသွားတွေ့ရတယ်ကျွန်တော်တို့ဒီဖုန်းကဘာနဲ့သွားတွေ့လဲဆိုလို့ရှိရင်ကျွန်တော်တို့ Vivo V40 Lite ရဲ့ design မျိုးပဲကင်မရာ၄ယောက်ကို၄ယောက်ပုံစံအဝိုင်းပုံစံမျိုးတွေမဟုတ်ဘဲနဲ့အလျားလိုက်ဆင်ပြီးတော့တောင်းပြပေးရတယ် Vivo V40 Lite နဲ့တူစလိုလိုနဲ့မတူတာလည်းအဲ့ဒီကင်မရာဘက်ပဲအခုမြင်တွေ့ရတဲ့အတိုင်းပဲအရှိကိုထပ်နေရမျိုးမရှိဘဲနဲ့အနောက်ဘက် display နဲ့တပင်းကြီးလုပ်ပေးရတယ်ပြီးတော့ကင်မရာ၄ယောက်ကလည်းပပလေးဒီလိုမျိုးလုပ်ပေးလိုက်တာက budget ဖုန်းချင်တူရဆိုရင်တော့မှ design မတူဆိုရင်ခံစားချက်မျိုးရတယ်ကျွန်တော်တူပြီးရတဲ့အတွက်ဆိုလို့ရှိရင်တော့ဒီဖုန်းရဲ့ design ဘက်နဲ့ က်သက်လို့အားရမိရယ်မိတ်ဆွေတို့အနေနဲ့ရောဒီဖုန်းရဲ့ဒီဇိုင်းဘိုင်းနဲ့ပတ်သက်လို့ဘယ်လိုမြင်လဲကိုယ့်ရဲ့အထင်မြင်တွေကိုဒီဗီယိုရဲ့ကွန်မအောင်မှာဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ်ဘေးကွက်လေးဒီဘိုင်းမှာဆိုရယ် SGL 5 star rating ရတာဆိုလို့ military grade shot resistance မှာလည်းအစနဖိုင်းဖြစ်လာတဲ့အတွက်ဖုန်းတုံးတဲ့အခါမျိုးမှာခဏခဏပြုတ်ကျတတ်တဲ့သူတွေအတွက်ဆိုရင်တော့ဒီဖုန်းလေးကအဆင်ပြေနေလိမ့်မယ်ဖုန်းမှာတုံးမိထားတဲ့ material ရဲ့အနေနဲ့